မင်္ဂလာပါခင်ဗျာဘောင်ချင်းနေကိုရနေကောင်းကြမှာချမ်းသာချမ်းပါစေချန်မြန်လေးပွဲစဉ်နေပွဲချုံတော့ပြေးမယ်ပေါ့နော်ဒီထဲမှာမှာပထမအဆုံးကကိုင်ရနဲ့အိုလံပီးယားကောပေါ့နော်အိုလံပီးယားကောအတင်းအတလုံး30ရှုံနဲ့ဘောင်ချင်း3လုံး80နဲ့ပြေးထားအတွေ့ရတယ်ဒါဒေဗလာနေထားကိုကြည့်မယ်ဆိုရင်အိုလံပီးယားကောအဆင့်33ကိုင်ရက35ဒါမြန်မာစံတော်ချင်း10နိုင်မှာကစားမယ်ပေါ့နော်မနေ့ဖြစ် ဒါဆိုလို့ရှိရင်ဒါဆရာအနေထားနဲ့တည်ပြီဆိုတော့ဒါကိုက်တဲ့အင်ဆော့ထားတဲ့ပွဲစဉ်တွေကြည့်ကြရပါတော့။အင်ခွဲမှာနှစ်ပွဲဆော့ထားတယ်ဗျာ။14 on 41နဲ့ရှုံးတဲ့ power push ကိုတည်ကြည့်ဆော့ထားတယ်။ power push ကတော့သူနဲ့တန်းတူတယ်ပေါ့နော်။တန်းတူတယ်ဆိုတော့ဒီသူ power push ပွဲကနဲ့သူချေးအောင်တာပေါ့နော်။ inter 21ပြီးလို့ရှိရင်ကိုဗင်ဟေဂင်32ဆိုမှဒါတောက်ဆောက်ကြီးတွေအောင်ခဲ့တယ်ဗောနော်အခုကတော့ကာဇက်စတန်လေးလာနားထားတယ်နဲ့တူပါတယ်ကျွန်တော်ထင်တာတော့ တမကအိုလံပီယာကိုဆော့ထားတဲ့ပွဲစဉ်နဲ့ကြည့်မှဆိုရင်အဝေးကွင်းမှာဆိုရင်အာဆင်နယ်2-0ပေါ့နော်။တူတကယ်ခက်ခဲတဲ့အတင်းနဲ့တွေ့တာ။ဘာစီလိုနာ6-1ပေါ့နော်။ဒါအိမ်ဝင်ပွဲစဉ်နဲ့မှာတော့မဆိုးဘူးပေါ့နော်။ဒါရီယယ်မက်တစ်ကိုတော့မှဂိုးအပြန်လန်ထည့်နိုင်တယ်။ PSV ကိုတည်ရီဆော့ထားတဲ့ပြီးလို့ရှိရင်ဒါပါဖို့ကိုတည်ရီဆော့ထားပေါ့နော်။အဝေးကွင်းမှာလည်းတကယ်အတင်းကြီးနဲ့တင်းနဲ့တွေ့ထားတယ်ဆိုတော့ဗျာ။ တစ်ဖက်က power force အတင်းကလည်းသူတွေးထားတဲ့အိမ်ဝင်ပွဲစဉ်တွေမှာဆိုရင်လည်းတကယ်မဆိုးပါဘူးကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါတကယ်တိတ်တိတ်ကျဲအတင်းနဲ့တွေးတာပေါ့နော်အိမ်ဝင်ပွဲစဉ်ဆို V ရဲ့တွေးခဲ့တယ်ပြီးရင် power force သူကတစ်ဖက်ရှုံးတစ်ဖက်တိတ် power force ကတော့သူနဲ့ level rank 2ဆိုတော့သိစင်းထဲဆံပြော Olympia ကော့အတင်းကရမတ်ကတော့လိုးနေတယ်ကြရတဲ့အတင်းကလည်းနာရက်တည်းဟာအာရထားတယ်ဆိုတော့ဒီနှစ်တင်းကြရမှလည်းဟတ်တွေ့အတိပိုင်းမရှိဘူးကနော် ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wine swap ပေါ့ကျူကြည့်ကြရမှာဆိုလို့ရှိရင်တော့ကိုင်းရဲ့အနိုင်ကို9စတီကို40အိုလံပီယာကိုအနိုင်ကို140ပဲပြီးထားတာမှန်တယ်ဗောနော်တကယ်လို့ wine swap ရိုက်မယ့်ညီကိုတွေဗောနော်ကျွန်တော်ဒါအိုလံပီယာကိုရိုက်ချင်တယ်ရိုက်ကြည့်ဗောနော် win 2ဗောဗျာဒါပေမဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်ကဒါ body ကတော့ကျွန်တော်အိုလံပီယာကိုပဲကြိုက်တယ်ဗျာခက်တော့ခက်ခဲမဲ့တဲ့နဲ့ဒါပေမဲ့အိုလံပီယာကိုပဲကျွန်တော်ရွေးချယ်လိုက်ပါတယ် အဘိုင်ယံမြို့နယ်နဲ့ supporting တို့ CP တို့ရဲ့ SCP တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဒါကလည်း7နာရီ55မှကမ်းမယ်ပေါ့နော်။ဘိုင်ယံကတော့နှလုံး30နာရီ။ကုပေါင်းကြီး340ရှုံ။တော်တော်ပြင်းပါတယ်ဗျာ။ပေးထားတဲ့ body ရှိရတဲ့ကြောက်ခမန်းလေး။ဒါကြည့်လိုက်မယ်ဆိုရင်ဘိုင်ယံအဆင့်3 supporting အဆင့်8ဒီနဲ့တင်ကြတယ်မှာနံပါတ်ထက်กว่าတယ်။ဘိုင်ယံအတင်းက9ပွဲစောထားတယ်၄ပွဲနိုင်တပွဲရှုံပေါ့နော်။ 15ခုနဲ့ပေးခု6ခုရှိတယ်။ Sporting ကတော့17ခုနဲ့ပေးခု5ခုရှိတယ်ပေါ့နော်။ဒါ Bayern Munich ဆော့ထားတဲ့ဒါ Champions League ပွဲစဉ်5ပွဲကိုကြည့်မယ်ဆိုရင် Chelsea ကိုတွေ့တယ် Club Brugge ကိုတွေ့တယ်ပေါ့နော်အင်ကွဲမှာ။ပြင်နာမည်ကြီးအတင်ဖြစ်တဲ့ PSG ကိုလည်းအဝေးကွက်မှာနိုင်ထားတယ်ဗျာ။သူကတော့အတင်ချက်တယ်နဲ့တွေ့တယ်ပေါ့ဗျာ။တစ်ဖက်က Sporting CP ကိုကြည့်လိုက်မယ်ဆိုရင်သူကကိုက်တဲ့ပြင် Napoli ပင်မက်ဆဲလ်ဂျူဝင်တာဘာလို့ဒီလိုအတင်းနေပဲတွေးထားလဲဆိုတော့ကိုရကိုရတွင်းနိုင်မယ်ထင်တယ်ပေါ့နော်တန်၅ဘွဲမှာဆို၃ဘွဲနိုင်တစ်ဘွဲတည်းတစ်ဘွဲရှုံဘွဲတိုင်းလိုခံစက်ကကိုရပြေးထားတယ်ပေါ့နော်ဒီနှစ်တင်းရင်တော့တွေးဆောင်ခဲ့တာမျိုးတွေတော့ရှိတယ်2009ခုနှစ်ကဘိုင်ယန်715 G ဆိုရင်မနှစ်ကြော်လုံးလုံးနိုင်ထားတယ်ပေါ့နော်ဘိုင်ယန်နဲ့ဒီပွဲစဉ်ပြီးလို့ရှိရင်တော့နည်းနည်းလေးအာချမန်လေးမှာနည်းနည်းလေးပွဲစဉ်ချောင်းသွားမယ်ပုံမှန်များရှိရပေါ့နော် အိမ်ဝင်ဒါ USG နဲ့ကန်ရမယ်ပြီးရင်အဝေးဝင် PSV နဲ့ကန်ရမယ်ပေါ့နော်ဒီဘွဲကတော့နိုင်ထားဖို့လိုတယ်ပေါ့နော်ဒီဘွဲကဖွင့်ထားတာကတော့ဘိုင်ယန်နိုင်ကို22ပြတရေကို9စစပိုတင်နိုင်ကို7စပေါ့နော်ဒါကျွန်တော်တို့ဒါဝိုင်းဆွဲရိုက်မယ်ဆိုရင်တော့ဘိုင်ယန်ဝင်းဝိုင်းရိုက်ကြည့်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒါဒီဘွဲစင်မှာကျွန်တော်ဂူပေါင်းအပေါ်ကိုကြိုက်ပါတယ်ဗျာဂူပေါင်းအပေါ်ဘိုင်ယန်31လောက်တော့ဖြစ်မှထင်တယ် body ကြီးကတော့ ဒါနှလုံးပြတ်ဖို့တော့လိုတယ်ပေါ့နော်သတိဝမ်းလောက်တော့ဖြစ်သွားမယ်လို့ထင်နေပါတယ်ပေါ့နော်ဂူပေါင်းဂူပေါင်းအပေါ်တကြောင်တည်းပဲကျွန်တော်ရွေးလိုက်ပါတယ်တကယ်လို့ဒီဂျာတမန်မှာကြည့်အပြောင်းလဲဖြစ်နေတာတမင်းပြန်စဉ်းစားပေါ့နော်ဘိုင်ယန်ကတော့နိုင်သွားမှုများပါတယ်ဒါပေမဲ့ဘော်ဒီဂျီကနှလုံးတက်ဆက်နေတာတော်တော်လေးဖြစ်နေတယ်ဘော်ဒီဂျီတဲ့ဆိုင်တော့ဂူပေါင်းကြီးပေါ့နော်ဘိုင်ယန်အနိုင်တော့မဟုတ်လဲ14 to scoreers ပေါ့နော်ကျွန်တော်ထင်တယ် CP လက်တလုံးတော့ရမှာထင်တယ်14 to scoreers ဆိုတော့ကျွန်တော်ဂိုးပေါ်ပဲတွားဖို့များတယ်ပေါ့နော ။ဘာညာတင်းကလည်းဒါကြည့်တဲ့အချိန်ပဲပွဲတိုင်းလိုလိုမှဂိုးတွေဂိုးတွေကျွေးနေနေတာမဟုတ်ဆိုတော့ဂိုးပေါ်အကောင်းဆုံးပါပဲတကယ်ကျတော့နောက်တစ်ပွဲကတော့ဘာစီလိုနာနဲ့ဖရန်ဖူတ်ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဘာစီလိုနာကြောက်ခမန်းလီလီပဲဗျာ။နှလုံး60ရွှန်ဂိုးပေါင်းကြီးလင်းလုံးတိတ်တိတ်ဆောင်မှာပေးထားတယ်။အဲဘာစီလိုနာအတင်းကိုကြည့်မယ်ဆိုလို့ရှိရင်သူကတော့အဆင့်ဆက်ရှိမှရှိတယ်ဖရန်ဖူတ်က28မှရှိတယ်ပေါ့နော်။ ဘာစီလိုနာအကင်းကနှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးထားတယ်ပေါ့ဗျာ။ဖရန့်ဘုတ်ကတော့တစ်ပွဲနိုင်တစ်ပွဲတည်းသုံးပွဲရှုံး။ဒီနှစ်တည်းအရင်တော့က2022ကနှစ်ချိန်တွေ့ထားတယ်ပေါ့နော်။ဒါဘာစီလိုနာကိုပြတ်နိုင်ထားတာမျိုးမတွေ့ရဘူးပေါ့နော်။ခုကဘယ်လိုဖြစ်မလဲတော့မသိဘူး။ဘာစီလိုနာရက်တာအင်းဝင်ပွဲစဉ်ဒါတွေ့တွေ့ထားတာအိုလံပီယာကောဗျာ။ PSG ကိုရှုံးတယ်။ PSG လောက်တော့မကောင်းဘူးပေါ့နော်ဖရန့်ဘုတ်ကတော့။သူနိုင်မယ်ဆိုရင် AC အနိုင်ယူလို့ရပါတယ်။ မှန်ဒီပွဲစဉ်မှာဂူးကောင်းအပေါ်လဲဖြစ်သွားဖို့များနေတယ်ဗောနော်အကမတင်ဒါ front foot ရတာကစားတယ်ဗောနော် front foot ကတခါကြီးကြိုက်အဝေးဝင်ကြလို့ဖြစ်ရင် rounder attack တွေနဲ့ short မှာခန်းစစ်ကိုဦးစားပေးရတော့တွေ့ရတယ်ဘယ်ပွဲလဲဆိုရင်ဒါ Napoli ကိုစီးစီး short တဲ့ပွဲကိုဆိုတာအသိကတယ်ဒါကြားထဲမှာဆိုလဲ RB Leipzig ကိုဒါအရှုံးအောင်ပေးထားတယ်ဆိုတော့ဒီနေ့ပွဲကိုတိကျအောင်စိုက်ထားနေတူတယ်ဗောနော်ဘာစီလိုနာပဲနိုင်သွားဖို့တော့မများနဲ့ကျွန်တော် ဒါ၉ဘာနှလုံးတွင်းနိုင်မလဲဗောနနှလုံး၆ဆိုတာ၃ခုအပြတ်တီးမှပဲနိုင်မယ်ဗောနတော့ခက်ခဲမှလို့ထင်တယ်ဗျာကျွန်တော်တို့ဒီပွဲစမှာမိုင်းဆွဲပေါက်ချီကိုကြီးလိုက်မယ်ဆိုလို့ရှင်ဘာစီအနိုင်ကို18ဗျာတရီကို၈ဇာဖရန်ဖို့အနိုင်ကို73ဇာဗောနဒါကတော့ဝိုင်းဆွဲမှာတော့ဘာစီလိုနာပဲနိုင်မှာပါဘာစီလိုနာဝင်းဝင်းရရင်မြိုက်ဘူးဆိုရင်လည်း over 2.5ကိုရရင်လည်း20နာနာပြပဲရမယ်ဗျာဒီပွဲစမှာတော့ကျွန်တော်စမ်းကျင်ပဲဗောန body မှာကျွန်တော်ဖရန်ဖို့ကြိုက်ပါတယ် ဒါတော့ဘယ်သူမှသူကြိုက်ချင်တာသူမှမဟုတ်ဖရန့်ဖို့ဘော်ဒီရေးတယ်နော်ကျွန်တော်ဒီပွဲစဉ်နောက်တစ်ပွဲကတော့အင်တာမီလာနဲ့လီဗာပူးဒီပွဲစဉ်ကပြောစရာတွေအများကြီးရှိရမနော်လီဗာပူးမှာဆာလာပြဿနာတော်တော်တက်နေတယ်ဗျာကျွန်တော်ထင်တယ်ဒီအင်တာနက်ပွဲမှာဆာလာလည်းမပါလာဘူးလို့ထင်တယ်ဗောနော်ဒါလေးတော့တစ်ချက်သတိထားစေချင်တယ်ဒီပွဲစဉ်မှာ line up ကိုအဓိကကြည့်ဖို့လိုအပ်တယ်ဗောနော်ဒါဒီပွဲစဉ်မှာဒါမီလန် level 60ကိုဝန်ကြီး390ဆိုမှပေးထားတယ်ဗျာ ဒီဘက်မှာဆိုရင် enter အဆင့်၄ဒီမှာဘူးအဆင့်73မနတင်းချားထဲမှာ3မှာกว่าတယ်ဗောနော်ဟိုင်းအင်တာမီလန်ကတော့ဒါချန်ပီယံလည်းမလည်းမဆိုးသလိုဒါလက်ရှိဒါအီတလီစီးရီးမှာဆိုလဲနောက်ဆုံး3ပွဲဆက်ပေါ့နော်ဒါနိုင်ထားတယ်ပြေးဖို့တကူတွေပဲရှိတယ်ဗောနော်ဒီမှာဘူးတော့ခက်ခဲအောင်မလို့တော့ထင်တယ်ကျွန်တော်ကတော့ဒီမှာဘူးရဲ့ဒါချန်ပီယံလည်းပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်လည်း3ပွဲနိုင်တဲ့ပွဲရှုံးအင်္ဂွန်းပွဲစဉ်တွေမှာ ဗီယက်မန်တဲ့အဝေးကွက်မှာဖရန့်ဖို့ကိုတော့နိုင်ထားတယ်ပေါ့နော်။အင်တာမီလန်ကိုကြည့်မယ်ဆိုရင်အင်တာမီလန်ကတပွဲပဲရှုံးထားတယ်တီကို2-1နဲ့ဂျန်နက်ပွဲတဲ့အလုံးနိုင်ထားတယ်ပေါ့နော်။ဒါဝိုင်းစ်ဘက်ပေါက်ကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အင်တာအနိုင်ကိုနဆတရီကို3ဆဒီဘာဘူးအနိုင်ကိုလည်း3ဆတော့ပေးထားတယ်ဘလို့တွေဖြစ်မလဲတော့မသိဘူး။အဲဒီဘာဘူးကလည်းအခုဒီဆာလာပြဿနာတော့တော်တော်တက်နေတယ်ဆိုတော့ကစားသမားတွေလည်းကတိကောင်ဖြစ်နိုင်တယ်လို့တော့ထင်တယ်ပေါ့နော် ့ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော် Inter Milan body ပဲကျွန်တော်ရွေးချယ်ပြချင်တယ်ဗျာ Inter Milan ဒါ2-1 3-1လောက်နဲ့တော့နိုင်တော့မလို့ထင်တယ်ဗျာနော်ဒါပေးထားတဲ့ကူပေါင်းပြည်လဲ390ဆိုတော့ကူပေါင်းအပေါ်ရိုက်ကြည့်ပါနော်နောက်တစ်ပွဲကတော့ Atalanta နဲ့ Chelsea တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာပေးထားတာကတော့ Chelsea က level 60ကိုပေါင်းပြည်380ဆိုမှာပေးထားတယ်ချယ်စီအဆင့်ခွန်အတလန်တာအဆင့်30ပေါ့နော် အာဒါကြည့်လိုက်မယ်ဆိုရင် Chelsea ရဲ့တင်းကလည်းဓာတ်တပွဲပဲရှုံးထားတယ်။ယာကူ၁၂ခုပေးခု၆ခု Atalanta က၃ပွဲနိုင်၂ပွဲရှုံးယာကူ၁၂ခုပေးခု၄ခု Atalanta အိမ်ပွဲမဆိုးဘောနော် Champion လည်းမှာသူတွေ့ထားတဲ့အသင်းတွေကြည့်လိုက်ပေါ့နော် Club Brugge, Slavia Prague, Marseille နဲ့ Frankfurt တကယ်အသင်းကြီးနဲ့တူမတွေ့သေးဘူး။အဲ့လိုတကယ်အသင်းကြီးနဲ့တူတပွဲမှမတွေ့သေးဘူးပေါ့နော်။ Chelsea အစင်းကိုကြည့်မယ်ဆိုရင် Chelsea က Barcelona, Quarabat, Ajax တို့နဲ့တွေ့ခဲ့တယ်ပေါ့နော်။ မဲ့လောလောဆယ်ချဲစီကကာရာဖောင်တိတ်မငြိမ်အောင်ဖြစ်နေတဲ့ဘုံမောက်ဦးတေးအဆင်နဲ့တေးလစ်ယူနိုက်တက်ကို3-1နဲ့ရှုံးတာအဝေးဝင်ပေါ့နော်ဒါအဝေးဝင်3ပွဲမှာဒီတပွဲတော့အောင်မလို့ထင်နေဗျာချဲစီအဝေးဝင်9ပွဲဆက်တေးထားပြီးပေါ့နော်ဖြေးတေးထားပြီးဒီတပွဲအောင်နိုင်ဖို့များတယ်ဘယ်တော့တွေးခဲ့တဲ့ဟက်တူဟက်တွေရှိတာဆိုလို့ရှိရင်တော့မရှိဘူးဗျာမိုင်းဆက်ပေါက်ကြည့်ကြည့်မယ်ဆိုရင်အတလန်တာအနိုင်ကို3စတေးကို3စချဲစီအနိုင်ကို2စဗျာဒီပွဲစဉ်ကျွန်တော်ချဲစီ2-1လို့ပဲထင်နေဗျာ ချဲစီဘော်ဒီနဲ့ကိုမပေါ်ကြိုက်တယ်ဗျာမိုင်းစပယ်ရမယ်ညီကိုရဘော်တင်းစကောရစီအိုက်ချီပေါ့နော်ချဲစီ2-1လောက်နဲ့နိုင်တော့မလို့ထင်တယ်ဒီပွဲတော့နောက်တစ်ပွဲတော့ PSV နဲ့ Atletico Madrid တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ်နောက်တစ်ပွဲကတော့ PSV နဲ့ Atletico Madrid တို့ရဲ့ပွဲစဉ်ဖြစ်နောက်တစ်ပွဲကတော့ PSV နဲ့ Atletico Madrid တို့ရဲ့ပွဲစဉ်ကိုပွဲချုပ်တုံးတက်ပြမယ်ပေါ့နော်ဒါတီကိုက level 50ချုံ9ပေါင်းကြီး3လုံးတည်ကြီးပေးထားတယ်ပေါ့ဗျာဒါကြည့်လိုက်မှဆိုရင် AT ကိုကအဆင့်7 PSV ကအဆင့်15မှာရှိတယ် AT ကိုအဆင့်9 PSV အဆင့်10ပေါ့နော် နောက်ထပ်တစ်ပွဲကတော့ PSV နဲ့ Atletico Madrid တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်ကတော့တူတူပဲပေါ့နော်မြန်မာစံတော်ချိန်နှစ်နာရီခွဲမှကစားမယ်ပေါ့နော်ဒီကူကအဆင်၁၂ပေါ့နော် PSV ကအဆင်၅ဂျာ80ကို6မှတ်ရထားတယ်ပေါ့နော် PSV က8မှတ်ရထားတယ်ညာ PSV အတင်းအင်္ဂွင်းဆော့ထားတဲ့ပွဲစဉ်တွေကြီးမယ်ဆိုရင်မဆိုးတော့ PSV ကအင်္ဂွင်းအဝေးဝင်ကြီးလိုက်လုံးဝတပွဲပဲရှုံးထားတယ်ညာဒါမဲ့ သူတွေးထားတာလီဗာပူးရှင်ရှိတယ်နာပိုလီရှိတယ်ကိုလံပီးယားကောနဲ့လီဗာပူးလို့အတင်းအောင်နိုင်ထားတယ်လီဗာပူးကဖောင်ပြက်နေပေါ့နော်ဒီဘက်ကတီကိုကြည့်မှဆိုရင်တီကိုကတော့အဝေးခွင်းမှာဆိုလို့ရှိရင်သူအာဆင်နယ်ကိုရှုံးထားတယ်လီဗာပူးကိုရှုံးထားတယ်အဝေးခွင်းနဲ့ပွဲလုံးရှုံးထားတယ်ဗျသူကလည်းဂိုးတွင်းရဂိုးပေးရချမ်းတယ်ပေါ့နော်ဝိုင်းဆွဲပေါက်ကြီးတွေကိုကြည့်လိုက်မှဆိုလို့ရှိရင် PSV အနိုင်ကို3စတေးကို3စတီကိုအနိုင်ကို2စပေါ့နော် ကျွန်တော်တို့ဒီပွဲစဉ်မှာကိုပေါင်းအပေါ်ပဲသွားမယ်လို့ထင်တယ်ဘာလို့တူတူလောက်ဖြစ်မယ်ထင်တယ်ဗျာကိုရက်ဆိုကတူတူလောက်ဖြစ်ဖို့များတယ်ဘာလို့ PSV body နဲ့ကိုပေါင်းအပေါ်ကြိုက်တယ်ဗျာကျွန်တော်ဒီပွဲစဉ်မှာအဲဆင်ဂျီလိုအိုက်နဲ့မက်ဆယ်လိုရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာဖွင့်ထားတာတော့မက်ဆယ်အတင်းကကြီးပြီးထားပါတယ်ဒါ level 30ရှုံကိုပေါင်းကြီး390ဆိုမှပြီးထားတယ်ဗောနော်ဆင်ဂျီလိုအိုက်အတင်းကိုကြီးမှဆိုရင်အဆင့်ဘယ်လောက်မှရှိမလဲ25 မှာ121ပေါ့နော်နှစ်တင်းလုံး6မှာစီရထားတယ်ဒါစိန့်ဂျီလိုအိုက်ဆော့ထားတဲ့ဒါချန်ပီယံလစ်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ဒါနိုင်ထားတာအဝေးဝင်းတွေဖြစ်တဲ့အင်ဝဲမာတွေနိုင်ပွဲမတွေ့သေးဘူးပေါ့နော်ဒါအင်ဝဲမာတွေဆိုလို့ရှိရင်နျူကာဆယ်အင်တာတီကိုတကယ်အသင်းကြီးတွေနဲ့တူတူထားတာဗျာမာဆေးအသင်းကိုကြည့်မယ်ဆိုရင်မာဆေးအသင်းကနျူကာဆယ်အတ္တလန်တာဆပ်ပอร์ตင်းအေဂျင့်သူတွေ့တာရီယယ်မတ်တဲ့တလင်းလာပဲသူချက်ချဲတယ်ဗောနော်သူကလည်းပွဲတိုင်းလို့လို့ဂိုးတွေထဲထားတယ စင်ဂျူလိုင်းစ်ကလည်းဒါပွဲတိုင်းလိုလိုမှဂိုးတွေထဲတယ်ဘူးမသွင်းနိုင်တာတော့ဒါအင်တာမီလန်ပွဲရှိမှနျူကာဆယ်ပွဲရှိတယ်နော်ပွဲတော့ဂိုးထက်ထားတယ်ပြီးတွင်လက်မှာကြည့်မယ်ဆိုရင်လည်းဒါမဆိုးပါဘူးနော်တအားဟိုဂိုးပြက်ကြီးတွင်းတာမျိုးတော့မတွေ့ရဘူးကတ်တွင်းကတ်တွင်းနဲ့များတယ်ပေါ့နော်ဒါကမက်ဆီလက်တင်းကလည်းဒါအဆုံးနဲ့ပွဲသက်လီကမှနိုင်ပွဲပြောင်းနေတဲ့အတင်းနဲ့ဖြစ်တယ်ပေါ့နော်ကျွန်တော်ထင်တယ်နှစ်တင်းလုံးဒါဗိုတင်းတူပဲဖြစ်ပုံများပါတယ်နော်ဗိုတင်းတူပဲဖြစ်ပုံများတယ် တကယ်လို့နိုင်ဓမ္မဓမ္မဆေးရကပ်ပြီးနိုင်သွားဖို့ပဲရှိတယ်ပေါ့နော်။အဲဒါပေါက်ကြီးတွေမှာတော့စိတ်ဂျီလိုက်အနိုင်ကို3စာ၊3ကို3.7နဲ့မာဆေးအနိုင်ကို2စာပေးထားတယ်။ကျွန်တော်ဒီပွဲစဉ်မှာ protein to square yes ခြိုက်ပါတယ်။ဘူပေါင်းအပေါ်ခြိုက်တယ်ပြီးရင် body မှာကျွန်တော် action အတင်းဖြစ်တဲ့စိတ်ဂျီလိုက်ပဲခြိုက်ပါတယ်။ဒီပွဲကတော့စပါနဲ့ဒါဆလာဘီယာပရာဂ်တို့ပါစပါတလုံး၄၀ရှင်ကိုပေါင်းကြီး380ပေးထားတယ်။ ဒီပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုရင်စပါတင်ဆင်6ဆလာဘီယာပရာ30ဒီပွဲကိုစပါနိုင်ဖို့လိုတယ်ဘလို့နီးနဲ့မဆွနိုင်အောင်လုပ်လို့နိုင်လဲနိုင်ရမယ်ဂိုးလဲပြတ်ဖို့လိုစပါတင်ရဲ့ချန်ပီယံလေး6ပွဲကိုကြည့်လိုက်နှစ်ပွဲနိုင်နှစ်ပွဲတည်းတပွဲပဲရှုံးထား PSG PSG မိုနာကိုဘူရိုဂလင်သူကအတင်းတော့ခြောင်းနေဗျဒီ PSG နဲ့ပွဲမှာသူအတင်းကြီးနဲ့တိုးသွားတာဆလာဘီယာပရာက9ပွဲကိုကြည့်မယ်ဆိုရင်3ပွဲတည်းနှစ်ပွဲရှုံးဘူရိုဂလင်တည်း အတလန်တာတည်ပြီးဘီလ်ဘာအိုတည်ချန်နန်နပေါ်ရတော့အင်တာနက်အဆင်နဲ့ရှုံထားတယ်ပေါ့နော်ဒီဘက်မှာတော့ကျွန်တော်တို့ထင်တာဆပါအတင်းမဲ့နိုင်ဖို့များနေတဲ့ရခိုင်တော့ပေါ့နော်ဒီစပါတဲ့နိုင်ဖို့လည်းလိုအပ်နေတာ哦စပါနိုင်ဖို့50နေပြားတည်ကို5စားဆလားပြားပရာဂအနိုင်ကို9စားပေးထားတယ်ပေါ့နော်အဲကျွန်တော်ကတော့ဒီမှာရွေးချယ်ပြရမယ်ဆိုရင်ဝင်းဝမ်းရိုက်ကြည့်ပေါ့နော်ဝိုင်းစပါရိုက်မြင်ကြည့်ပို့ဝင်းဝမ်းရိုက်ကြည့်ပါကျွန်တော်စပါအတင်းကြိုက်တယ်ဗျာဒီပွဲထဲမှာစပါဘော်ဒီပဲရွေးချယ်လိုက်ပါတယ် တကယ်လို့စပါးကျွန်တော်ထင်တယ်2 2z ပဲဖြစ်ပုံများပါတယ်2 z မဟုတ် 3z ပါ 2z ဖြစ်ပုံများပါတယ်စပါးတင်ကြိုက်ပါတယ်နော်ဒီနေ့ကျွန်တော်ညကိုလေးဒါပါမယ်ပေါ့နော်ဒီနေ့ခမန်ခဲ့တဲ့အရာတော့ကိုယ့်ရဲ့အကြိုက်နဲ့တပွဲနဲ့တထထကြိုက်ရင်တော့လောင်းပေါ့ဗျာကြိုက်ချင်းမတူဘူးတဘောမကြောက်ဆိုရင်ရှောင်းတဲ့ရင်လည်းရှောင်းပါနော်ဒီနေ့ကျွန်တော်ပြောခဲ့တဲ့အထဲမှာတော့အစာပိုင်းပွဲအစာပီဇာပွဲကတော့မားသွားတယ်ဗျာရောင်းမြန်ဖြစ်သွားတယ်ကျွန်တော်ပြောတာ ဇီဝနဲ့ဝန်ရိုးပတိပဲပြောင်းပြန်ဖြစ်သွားတယ်။ဟိုအောက်တော့မှန်သွားတယ်ပေါ့နော်။အခုပြန်ဥဒင်းနဲ့နဲ့ဒါဇီနွာရုတ်ကနေပါဒါမိနစ်90မှာဝန်ဝန်ချာနေတယ်ပေါ့နော်။ဘာဖြစ်မလဲမသိဘူး။ဒါမနေ့ပြန်တော့ကျွန်တော်အကြိုက်ဆုံးပွဲစဉ်တွေကတော့ဒါပန်ရန်ကိုကိုကြိုက်တယ်ဗျာ။ပန်ရန်တော့တော်တော်လေးကောင်းတဲ့ဘိုးဘိုးပေါ့နော်။ဒီနေ့ကတော့ဒီလောက်ပါမြန်အောင်ချမ်းမှချမ်းသာကြပါစေ။